အထူးရထားခရီးစဉ်များကိုဧပြီ17ရက်တွင်စတင်ပြေးဆွဲပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြမမီးရထားမှတကြမ်း29ရုံးပိတ်ရကာလအတွင်းခရီးသွားပြည်သူတွေအစဉ်ပြေစေဖို့အတွက်အထူးရထားများပြေးဆွဲဝင်ဆောင်မှုပေးသွားမှာဖြစ်ရာဧပြီ17ရက်မှစတင်ကပြေးဆွဲပေးမယ်လို့သိရပါတယ်။ ဒီလိုပြေးဆွဲပေးရမှာရန်ကုန်ပြည်ရန်ကုန်နဲ့ရန်ကုန်မော်လမြိုင်ရန်ကုန်ခရီးစဉ်တွေကို ပုံမှန်ရထားခရီးစဉ်တွေအပြင်အထူးရထားခရီးစဉ်တွေကိုလည်းတိုးချဲ့ပြေးဆွဲပေးသွားမှာဖြစ်ပြီးအထူးရထားခရီးတွေကိုဧပြီ17ရက်12ရက်နဲ့20ရက်23ရက်နေ့တွေမှာပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ အဆိုပါရက်တွေမှာအထူးရထားခရီးတွေအပြင်ရန်ကုန်မန္တလေးလမ်းပိုင်းမှာလည်းရန်ကုန်မန္တလေးရန်ကုန်ခရီးစဉ်အဖြစ် အမှတ်7အစံ12အစုံရထားအောင်ပုံမှန်အတိုင်းပြေးဆွဲပေးသွားမှာဖြစ်ပြီးအလားတူရန်ကုန်နေပြည်တော်ရန်ကုန်ခရီးစဉ်အဖြစ်အမှတ်9အစံ8အစုံ DMU ရထားကိုလည်းဧပြီ10ရက်12ရက်23ရက်နေ့တွေမှာတတ်မှတ်အချိန်စရာတွေတိုင်းပြေးဆွဲပေးသွားမှာဖြစ်ပါတယ် အင်အားပြင်းငလင်လှုပ်ခတ်ခဲ့တာကြောင့်ယထာလန်တချို့ပျက်စီးသွားခဲ့ရပြီးယထာခရီးစဉ်များ ရနာထားခဲ့ရမှဣပရဲ9ရက်နေ့မှစတင်ကောင်းရန်ကုန်မန္တလေးလမ်းပိုင်း၌ယထာများကိုတပ်မံအမြန်နှုတ်များအတိုင်းပြန်လည်ပြေးဆွဲပေးနေပြီဖြစ်တဲ့လို့သိရပါသေးရှင်